ဒီအလုပ်ကိုဆရာမလေးအဖြစ်နဲ့လုပ်ရမယ်ကံပါလာတဲ့အခါမှာကိုကလည်းမယုံဘူးပေါ့နော်မယုံဆိုတော့ပုံကိုတွေမယုံတာတော့မကိုကိုကိုမယုံတာကိုစီကိုဒုက္ခရောက်နေတဲ့သူတွေပဲလာတာပတ်စံမဟုတ်ဘူးနော်အဲအဲ့လိုကိုပြည့်စီရှိမလေးငါကေပေးကျင်လိုက်တာဆိုတဲ့အဖြစ်ပြမျိုးဖြစ်နေတဲ့အလျောက်မှာနစ်နာတဲ့အမျိုးသမီးလေးတွေကိုကေတင်ပါမယ်ဆိုရင်ကုကေပေးမယ်ဆိုတဲ့စိတ်နဲ့ဆရာမဒီအလုပ်ကိုလုပ်ခဲ့တာ စ်ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါဆရာမနာမယ်ခြားတော့ပိုင်းရွှေပြေးပါဘူးဆရာမရဲ့ဟိုအမနော့မျိုးရိုးကနုပညာမျိုးရိုးအဖေကကီးဘုတ်ဆရာကြီးပေါ့နော်ဆန်နီယာပန္နရာချောင်းစင်းပေါ့နော် အဖေကနေပြီးတော့ဆက်လက်ပြီးတော့ဒါဝါနာပေါ့နော်အနုပညာပူပါတယ်လို့ပြောရမှာပေါ့အာသမီးလေးကိုလည်းဝါနာပါတယ်လို့ကြားရတယ်အာ လိုက်ပြီးတော့ဗောနော်အဲအရေးဆုံးလိုက်ပြီးလေးလာလေးလာပြီးတော့ရိုက်ကြည့်ပါဆိုတော့အလိုက်ရိုက်ကြည့်တော့အထိုက်ရောက်တော့အစင်မြေခဲ့တယ်ဗောနော်ဟိုကိုလောက်ရတာလဲဗောနော်အစင်မြေထားပေမဲ့ဒါလဲဆိုရင်အမှုပညာအလုပ်ကဟိုစံရောဟလာကံရောဝိရိယရောအားလုံးညီတူမျှတွေဟလာပံ့ပိုးပေးအားကောင်းမှဟလာပောက်တာဒါပေမဲ့ဆရာမတို့ကြတော့ ဟိုအမှုပညာအားကြတော့ဘယ်လိုမှစမ်းမရှိဘူးပေါ့နော်စမ်းမရှိရခါမှာအမှုပညာအတိုင်းဝိုင်းလောက်ပဲနော်ဟိုတိခဲ့တယ်ပေါ့နော်ပထမတော့လုံးဝမမတိဘူးပေါ့နော်ဟိုကိုနေ့ကနည်းနည်းတော့ဝေးတယ်ပေါ့ဝေးဆိုတာအဖွားတို့အဖိုးတို့အစင်ဆက်ကတော့လှုပ်တယ်ဒါပေမဲ့ဒီလိုမျိုးဆရာမအနေနဲ့တော့မလှုပ်ဘူးဒီဥစ္စာကိုတော့ဟိုနည်းနည်းတော့ဝါမနာပါကြရပေါ့အိမ်မှာဆိုရှင်နဲ့ကနားခဏခဏပေးတယ်တစ်နှစ်တစ်ခါပုံမှန်ပေးတယ် ဘလောက်ကြီးလဲဆိုရောက်ွက်ထဲမှာဆိုနတ်ကတော်နတ်ကတော်လောက်မှာအဲ့လိုမျိုးကြီးပါဟိုဟိုစတာပေါ့နော်အဲ့လောက်ကြီးဟိုအဲ့တော့ဟိုဒါပေမဲ့ကိုကကြတော့ခလေးလိုပဲဟလာကိုကဒီအလုပ်ကြီးကိုလုပ်ရမယ်လို့မတွေးထားဘူးပေါ့မတွေးထားနေပြီးတော့ဆရာမကဒီလိုမျိုးပေါ့အချိန်တန်တော့ပါရမီပေါ့ပါရမီပါလာတဲ့အခါမှာဟလာအဓိဋ္ဌာန်လိုက်တာပေါ့ဆရာမကဒါကတော့ ယုံတဲ့သူတွေပေါ့နော်ယုံတဲ့သူတွေတက်ကတော့ယုံပေါ့နော်မယုံတဲ့သူတွေတက်ကတော့ရပါတယ်မယုံတဲ့သူတွေတက်ကလည်းအပြစ်ပြောစရာမရှိပါဘူးတကယ်တမ်းနှစ်ဖူးတွေ့ဒူးတွေ့တွေ့တဲ့အခါမှာဒီအလုတ်ကငါနဲ့အန်ကိုက်ရဲ့လားငါနဲ့ဆက်ဆက်မှုရှိရဲ့လားဆိုတော့တော်တော်လေးလဲတော်တော်လေးလက်ဖြတ်ကျော်ခဲ့ရပါတယ် တော်တော်လေးလည်းအတိုက်ခိုက်တွေနဲ့လုလုခဲ့ရကြားရရပါလုခဲ့ရတာပေါ့အဲ့ဒီအချိန်ဒီအလုပ်ကိုဆရာမလေးအဖြစ်နဲ့လုရမယ်ကံပါလာတဲ့အခါမှာကိုကလည်းမယုံဘောနော်မယုံဆိုတော့ပုဂ္ဂိုလ်ရောမယုံတာတော့မဟုတ်ကိုကိုကိုမယုံတာကိုဒီဟလာငါကလေးလိုလိုပြောမျိုးပေါ့ကိုဘာမှအလူကြီးအလုပ်ကိုမလုမလုတက်တဲ့လူကငါဒီဥစ္စာနဲ့ငါဟုတ်ရလားအိုးနီးစမှုမရှိဘူးလေပြောမှဆိုရှင်အမေနှစ်ပွဲလုံးလို့ဒါကွာလုံးရင်လုံးလိုက်မယ်လိုက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 ် ဲ့တော့အဓိဋ္ဌာန်လိုက်တယ်တကယ်လို့ဒီအလုတ်ကကျွန်ုပ်နဲ့ပေါ့နော်ပတ်သက်ဆက်နွယ်တဲ့တကယ်တမ်းခொနယ်သားသမီးရှိနေဘွားကိုအေကမ်မန်အေကန်စစ်စစ်ကေတင်ခွင့်ရမယ်ဆိုလို့ရှိရင်တင်းတဲ့ပညာတလအတွေးမှာ၁၀ခုဟောရင်၈ခု9ခုမှန်ရမယ်ဆိုပြီးတော့အဓိဋ္ဌာန်လိုက်တာ၃ရက်ပဲတင်းတဲ့ဟိုတင်းရသေးတယ်ပါရမီပေါင်းလို့လည်းမသိဘူး အဲ့ဒီ၃ရက်ထဲနဲ့ဟောတာမှန်နေတော့လေကို့စီကိုအဲ့ဒီအချိန်မှာဘာလဲမသိစမ်းတယ်ကို့စီကိုဒုက္ခရောက်နေတဲ့သူတွေပဲလာတာပတ်စံမဟုတ်ဘူးနော်အဲအဲ့လိုကို့ပျက်စီရှေ့မှာလေငါကေပေးကျင်လိုက်တာဆိုတဲ့အဖြစ်ပြက်မျိုးဖြစ်နေတဲ့အလျောက်မှာဘာဖြစ်တာလဲပြီးတော့လေကျွန်တော်တို့ဒီလိုဒီလိုပဲကျွန်တော်တို့ဒီလိုလိုပဲလင်မယားတွေကိုရမဟဲဟုတ်လားအဲ့ဒါဆိုဇာတာလေးပေးကြည့်ပါလားဆိုကိုကအမှန်တော့ဟိုတက်လို့အရင်တက်တိနားလေလို့မဟုတ် အရန်ကြေးပေးခြင်းနဲ့စိတ်ပဲရှိရဲ့အဲ့ဟာနဲ့အဲ့သုံးရက်မြောက်နေမှာစမ်းပြီးတော့ကိုယ့်ရဲ့အိမ်ဖေးတာလူတွေတက်တေးတက်ပေးကြည်တာဗောနော်မှန်နေတယ်မှန်ငယ်ဗောနော်တကယ်တမ်းတင်းနဲ့ဆရာကဘာမှထားလဲဆိုရင်ဆရာမလေးမရွှေပြည့်ဆရာမလေးရဲ့ဟောချက်ပြောချက်တွေဆရာမလေးကိုမှဆရာမလေးမယုံရင်ဘသူကယုံမှာလဲ ဆီယာမာလေးကိုကိုကိုယုံကြည်မှုမရှိရင်ဘသူကကောယုံမှာလဲကိုရဲ့ဟောချက်ပြောချက်ကိုကိုမအာမခံချက်မရှိရင်ဘသူကအာမခံမေးပါလဲဆိုတော့သုံးစကားသုံးခုကိုမှတ်ထားပြီယုံကြည်ရဲ့တလအတွင်မှာဖြစ်လာခဲ့ပါတယ်မတွားနဲ့အဲ့နေရာကိုမတွားနဲ့ဆိုလို့မစကားနားမထောင်တွားကြတာဘာလို့ဆိုတော့လုတ်လေဟလာသမီးဝိုင်းရွတ်တွားရတာအဲ့တော့ကိုကမတွားနဲ့ဆိုမဲ့သူတို့ခင်ဗျာဟလာတွားရတယ်ဆို ပြီးပြောင်းပြေးချလာတယ်ဟုတ်လားဩဘာဖြစ်လာလဲဒုက္ခရောက်ပြီးပြလာတာအဲ့ဒီမှာဒုက္ခရောက်ပြီးပြလာအတက်မသိဘူးဆိုဩဒါပေမဲ့ဟိုဟန်တားနိုင်တဲ့အစွမ်းအားတော့မရှိပါဘူးဒါပေမဲ့ဟိုဘာတတိပေးတော့မရဆရာမတို့ကဒီအဘအောင်မင်းကောင်ရေဘူးမင်းကောင်ရေပေါ့နော်ဆရာမတို့ဒီပညာကိုစတင်နေကတစ္ဆာရေတောက်ပြီးမှလောက်ရတာဒီပညာကိုသင်ပါလား တင်မယ်ဆိုလို့ရှိရင်ခုနှစ်တန်းလေးရှိနေပွားဘယ်ကယ်ရမယ်နော်ဟုတ်ကဲ့ဒီပညာကကိုယ့်အတွက်ကိုလုံရင်လုံးဝမရဘူးဒီအခုကဒီရေကိုတစ္ဆာရေဟိုတိုက်ဟိုပါဆိုပြီးတော့ဒုက္ခရောက်တဲ့လူကိုကယ်လိုက်အဲ့ဒီရေလေးကသူ့အဘွားတူတဲ့ဟိုအေးချမ်းလုံခြုံသွားစီမယ်ဒါပေမဲ့အဲ့ဒီရေကိုကိုယ့်အချိုးအတွက်ကိုတောက်လိုက်ရအောင် ပေးစရာမှာပေးစရာမှာပဲလူဘဝမှာဒီခொနယ်သားသမီးရှိနေဘွားကိုဟလာအထိုင်လျောက်လောက်ပဲကဲတင်ခွင့်ရတယ်အရင်ပူပင်တော့ကတွေများနေတဲ့သူတွေအတွက်ကိုနည်းနည်းလေးဖြစ်ဖြစ်နစ်နာထိကိုက်စိတ်ဆင်းရဲကိုဆင်းရဲတော့ကပြပါတော့ဟလာကိုချင်းစာတရားနဲ့ကိုကဲခွင့်ရခဲ့ရင်တော့နည်းနည်းလေးပဲရဒါတော့ကိုချင်းစာတရားเนาะ ခံပြင်းတဲ့စိတ်ဒေါသစိတ်เนาะဟိုမျက်ရည်ပေါက်ကြီးငယ်ကြပြီကိုယ်စီရောက်လာတာအဲ့ဒီချိန်မှာဟလာကိုကလည်းအော်ငါဒီသူ့နေရာမှာဆိုတော့ကိုချင်းစာတရားလေး ਨੇ အရင်ဆုံးကယ်ရပါတယ်ဒါပေမဲ့ကယ်တယ်ဆိုတာလည်းရှိသေးတယ်စကယ်ကြီးစကယ်ကျယ်ပြောတာမဟုတ်ပါဘူးဆရာမသူ့ရဲ့စိတ်တော်ကလေးကိုနည်းနည်းလေးဖြစ်ဖြစ်ဆရာမကကူညီလိုက်တာ ကူညီလိုက်တာအဲ့ဒီကူညီမှုမှာ သူကဆီယမရဲ့အားပေးနှစ်သိမ့်မှုနဲ့အတူဆီယမလုတ်ပေးတဲ့ဟလာအစီရင်လေးတွေနော်ဟိုပြီးတော့ဟလာဟိုပြောတဲ့ဆိုတဲ့ဟာလေးတွေဟိုဟောပြောပေးတဲ့ဟာလေးတွေပြီးတော့ဟိုရေဒီယာလေးတွေဟလာအဲ့ဒါလေးတွေပေးလိုက်တဲ့အခါမှာတဖြည်းဖြည်းချင်းနဲ့စိတ်ကလေးအေးချမ်းသွားတယ်ပြီးရင်ဆီယမကစီးထားရတယ်ကိုယ့်စီကိုယုံလို့ပုံလို့ ခံပြင်းလို့နစ်နာသွားလို့ဟာလာဆီယာမပူဆိုးတယ်နစ်နာတဲ့အမျိုးသမီးလေးတွေကိုကဲတင်ပါမယ်ဆိုရင်ကုကဲပေးမယ်ဆိုတဲ့စိတ်နဲ့ဆီယာမဒီအလုပ်ကိုလုပ်ခဲ့တာကို့လိုမျိုးနစ်နာတဲ့မိန်းကလေးတွေဟာလာဘသူပဲဖြစ်ဖြစ်ပေါ့နော်ဘလို့နီးပေါင်းစုံနဲ့နစ်နာနစ်နာမိန်းကလေးတယောက်ကမိန်းကလေးစိတ်ပဲရှိမှာပဲနော်အင်္ဂလိပ်ဟိုပါပေါ့မိန်းကလေးတွေက မိန်းကလေးစိတ်ကိုတွေးမိရော ငါအားငယ်လိုက်တာငါ့ကိုတော့ဘသူကတော့ဘလို့လို့တော့ငါအားငယ်လိုက်တာငါ့ကိုကုမဲ့ကဲမဲ့သူမရှိတော့ဘူးလားလို့အဲ့လိုအားငယ်တဲ့မိန်းကလေးတွေကိုအဓိကထားပြီးဆရာမကဲပါတယ်မြန်မာစတာပစာ